ကောင်းစဉ်ကတော့ဩတပစိတ်ကိုဆက်ဆံဖြည့်ရှင်ခြင်းတဲ့အာမင်ကျွန်တော်တို့ဩတပစိတ်ကိုလည်းတည်ဖို့အရေးကြီးပါတယ်လို့ဘာကြောင့်လဲဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့ဩတပစိတ်ကဒီနေ့စာသုံးခြင်းထဲမှာလေထုံထိုင်းတဲ့ဩတပစိတ်ရှိတယ်လို့ထက်တန်တဲ့ဩတပစိတ်ရှိတယ်အဲဒီနှစ်ခုအကြောင်းကိုအဓိကစာသုံးတာဒီနေ့ညเนาะအဲဆိုတော့ဒီနေ့ညက အဲ့ဒီအော်တပစိတ်ကိုဆက်ဆံဖြည့်ရှင်ခြင်းထဲမှာ အရေးကြီးတဲ့အချက်เนาะဒီထဲမှာစနည်းနည်းလေးကျွန်တော်အစပြုပြီးမှကျွန်တော်ဖတ်ချင်တယ်ဟဟလာဒီနန်းလေးမှာနည်းနည်းလေးကျွန်တော်ဖတ်ချင်ပါတယ်လို့အာဒီမှာဗာတွေ့ရလဲဆိုတဲ့အခါကျတော့ကျွန်ုပ်တို့ရဲ့စိတ်နှလုံးမှန်ကန်စွာဖွင့်လာရန်ကိုတော်ဒီသူ့ရဲ့မြစ်တာတော်အပြင်စိတ်နှလုံးကို ထိတွေ့ပေးသည်တဲ့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းလိုက်ပြီးနောက်အတ္တပစိတ်ကိုလည်းရုပ်တရက်ပြင်ဆက်ဆံဖြည့်ရှင်းလိုက်ရမည်ဖြစ်သည်အဲ့ဒီအထက်မှာဆက်ဆံဖြည့်ရှင်းခြင်း2မျိုးကို တွေ့ရတယ်เนาะပထမဦးဆုံးကဘာလဲဆိုတော့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းခြင်းဖြစ်တယ်လွန်ခဲ့တဲ့ညမှာဒီစိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တအထယ်ထဲမှာလေး တခုတီတော့ပန်းနိုင်ကခရစ်တော်ပဲဟာလောကမှာငါတော့အမှုတော်ဆောင်ရင်တောင်မှငါရဲ့ပန်းတိုင်ငါဒီလိုမျိုးဖြစ်ချင်တယ်ဟိုလိုမျိုးဖြစ်ချင်တယ်အထားတောင်မရှိရဘူးတဲ့ကိုယ့်ရဲ့အတ္တတာအထဲထဲမှာအခုတီတော်ပန်းနိုင်က အမှုဆောင်ခြင်းထဲမှာတောင်မှခရစ်တော်ပဲဖြစ်ရမယ်အာမင်နော်ပြီးတဲ့အခါမှာကျွန်တော်ရဲ့အတ္တတာမှာ တတန်တတမပဲရှိရမယ်အဲ့ဒါဘာလို့လဲပုပ်ကိုတော်မြတ်ဖြစ်တဲ့ခရစ်တော်လုံးဝအုတ်တုံခရစ်တော်ကိုပဲကျွန်တော်တို့အမိပြုတော်အသက်တာတလန်းတွေပဲရှိတယ်တဲ့အဲ့ဒီတလန်းတွေကပါလေကျင်တော်လန်အဲ့ဒါဘာလို့လန်လဲသခင်ယေရှုခရစ်တော်ရဲ့လန်အေးအဲ့ဒီကဲတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ရဲ့ပန်းတိုင်ကကျွန်တော်ပန်းတိုင်ဖြစ်လာအဲ့ဒါစိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ခြင်းလွန်ခဲ့တဲ့ညမှာကျွန်တော်စခဲ့ ဟာကျွန်တော်ရဲ့ပန်းတိုင်လဲတစ်ခုသခင်ရဲ့ပန်းတိုင်လဲတစ်ခုဆိုရင်တဲ့ကျွန်တော်တို့ကမှုံဝါးဝါဖြစ်သွားပြီတဲ့ focus မရှိတော့ focus မလုပ်တချို့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာအလုတ်ပဲလှုပ်လို့အမှုတော်ပဲဆောင်းဆောင်ကျွန်တော်တို့တစ်ခုချင်းစီတိုင်းကိုရှိတဲ့နေရာမှာဒီနေ့ဖယားကပဲကျွန်တော်ရဲ့အတ္တတာထဲမှာဖယားရဲ့ပန်းနိုင်ကကျွန်တော်ရဲ့ပန်းနိုင်ဖယားတခင်ချပေးထားတဲ့လမ်းတလမ်းတဲ့ အဲ့ဒီလမ်းကကျင်တော်လမ်းအဲ့ဒီကျင်တော်လမ်းကဘာလို့လဲသခင်ယေရှုခရစ်တော်အေးအဲ့ဒီအရာကိုကျွန်တော်တို့ယူဆောင်တဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ခြင်းဖြစ်တယ်သခင်ရဲ့ပန်းနိုင်ကိုယ့်ရဲ့ပန်းနိုင်ဖြစ်သွားတယ်ဒါကြောင့်เนาะကျွန်တော်ကျွန်တော်တို့ရဲ့အတ္တတားမှာလောကမှာလို့ကိုယ့်ရဲ့ပန်းနိုင်နဲ့ကိုယ်အသက်ရှင်ပြင်တင်ကြိုင်ကုန်မကြော်ပါဘူးကိုယ့်ပန်းနိုင်ကတော့ ိုခွန်အားရှိတဲ့လောက်ညံ့မီတဲ့လောက်လှုပ်တဲ့လောက်ကိုရနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တခုတီတော်ပတ်နိုင်ဖြစ်တဲ့ခရစ်တော်ကိုယူဆောင်ပြီးမှခရစ်တော်ရဲ့ပန်းတိုင်ကျွန်တော်အပေါ်မှာထားတဲ့ပန်းတိုင်ဟာခရစ်တော်ကိုကျွန်တော်ယူဆောင်တဲ့အခါမှာထောင်ဝရကာလာတိပါသွားတဲ့အရာဖြစ်တယ်အာမင်ဒါကြောင့်အခုကျွန်တော်တို့ကအဲ့ဒီစိတ်နှလုံးကိုဖြည့်ရှင်းပြီးတဲ့အခါကျတော့ကျွန်တော်တို့ဘာကိုဆက်ဖြည့်ရှင်းရလဲဆိုတော့ ောတပစိတ်ကိုဒီအောတပစိတ်ကိုဒါကြောင့်မို့ဒီထဲမှာပါပြောလဲဆိုတဲ့အခါမှာဖယားတခင်ရဲ့เนาะရှေ့တော်မောင်းနိုင်တဲ့ဆက်ဆံဖြည့်ရှင်ခြင်းပထမဦးဆုံးတော့စိတ်နှလုံးကိုဖြည့်ရှင်တယ်တဲ့၎င်းနောက်အောတပစိတ်ဖြည့်ရှင်ရခြင်းဖြစ်ပါတယ်တဲ့เนาะကျွန်ုပ်တို့ရဲ့စိတ်နှလုံးဖြူစင်ပြီးတတန်တတမတ်တည်ရှိမိဆိုရင်တဲ့ခုနပြောပြီးပြီး တတတမတ်တိဖြစ်ဖို့တခုတည်းပန်းနိုင်တခုတည်းလမ်းတလန်းအဲ့ဒါခရစ်တော်လမ်းထဲမှာပဲကျွန်တော်အသက်ရှင်ဖို့ဖြစ်တယ်အဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမှာတဲ့ကျွန်တော်တို့စိတ်နှလုံးထဲမှာတဲ့ဖြူစင်ပြီးတတန်တမတ်တိရှိမိဆိုရင် အော်တပါစိတ်လှုပ်ဆောင်ချက်မှာရုတ်တရက်ပြင်ထက်တန်နိုးကြလာမည်ကျွန်တော်တို့ရဲ့အော်တပါကဘာဖြစ်လာလဲဆိုထက်တန်တော့အော်တပါစိတ်ဖြစ်လာနော်အောက်မှာဆိုရင်ဘယ်လိုမျိုး ထပ်ပြောထားတယ်ဆိုတဲ့ခါကြတော့လေအဲဒီအော်တပါစိတ်ကလေဘာဖြစ်လာတယ်ဆိုတဲ့ခါကြတော့ကျွန်တော်တို့ကထက်တနိုးကြားလာတဲ့အခါမှလေကိုမှားနေတယ်ကိုချောနေတယ်ဆိုတာကိုသိကိုသိတာအဲ့ဒါဒီနေ့ကိုမှားလို့မှားမှမသိကိုချောလို့ချောမှမသိဒီအင်္ဂါဝင်တယောက်ကိုတင်းထားတာခွင့်မလို့ခြင်းဘူးအာအယတာခံခြင်းနေတာ အဲ့ဒါဩတပထုံထိုင်းနေလို့ခေါ်တယ်မထက်တန်ထုံထိုင်းနေလို့ထုံထိုင်းနေလို့အင်္ဂါဝင်ကိုတင်းထားတဲ့အခုချိန်ထိအစာမကြေဘူးဖြစ်တယ်အမလီသူ့အကြောင်းပြောရရင်ကိုနော်ပတ်စံဘလောက်ကုံကုံမစီဖုန်းနဲ့ပြောခြင်းနဲ့အဲအဲ့ဒါမျိုးအဲ့ဒါပါလေဩတပစိတ်ထုံထိုင်းနေတော့ကြောင့်တပိမဲ့တဲ့ဩတပစိတ်ကလေးတဲ့ထက်တန်လာတဲ့အခါဘာဖြစ်လာလဲတဲ့အော် အထဲမှာလေကိုမှားတယ်ဆိုတာကိုမြင်လာတယ်ဟာအထဲမှာအယုံခံစားရတာဟဲ့အထဲမှာဖျားတခင်နဲ့တတတမတ်တက်ဖြစ်လာတဲ့အခါကျတော့ကို အထဲမှာလေဟာဒါမဟုတ်ဘူးတခင်ရဲ့ရှေ့တော်မောက်မှာကျွန်တော်ဝင်ချတောင်းမရမယ်ဆိုတာကိုအထဲမှာအော်တပါစိတ်ထက်တန်လာတဲ့အခါကျတော့ကိုရဲ့အားနေချက်မြင်တယ်ကိုရဲ့အပြစ်ကိုမြင်တယ်အေးအဲ့ဒီခါကျတော့ဘာလုပ်လဲတဲ့ယိုးယိုးလေး ကျွန်တော်တို့ကပါလဲဆိုအဲ့ဒီပြစ်မှားခြင်းတွေအပြစ်တွေကိုကျွန်တော်တို့ကဝန်ချတောင်းပန်ဖို့အတွက်ပဲအာမင်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ညလေအဲ့ဒီအော်တပစိတ်ကိုကျွန်တော်တို့ကလေထက်မြက်ခြင်းကိုထုံထိုင်းစေတဲ့အရာတွေရှိတယ်အဲ့ဒါတွေကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့နောက်ဆက်မျက်နှာမှာကြည့်တဲ့အခါမှာ ကျွန်တော်တို့ကိုဘာဖြစ်စေတဲ့အရာလဲဆိုတော့အများကြီးရှိတယ်ဒီဒီမှာဖတ်လိုက်တဲ့ခါမှာเนาะကျွန်တော်တို့က reason ပေးတယ်အကျိုးကြောင့်ငါကတော့တူလောက်မဆိုးပါဘူးသူကမြင်ပူဆိုးတယ်အဲเนาะဒီမှာဥပမာဒီနဲ့ပြောပြတယ်ခုနအများကြီးလဲကြားပြီးပြီဒီတယောက်ကငါစီကကားယူထားတာဒေါ်လာ2000တန်ခုတယောက်ကပြောတယ်ငါစီကနာယီယူထားတယ်ဒေါ်လာ100တန်နဲ့မဆာ၍เนาะ အဲ့ဒီအထဲမှာလေကျွန်တော်အရန်တဘောကြတာကဘာတဘောကြတယ်လဲဆိုတဲ့အခါမှာဒီထဲမှာတစ်ချက်လေးဖတ်ခြင်း ਨੇ ဝိညာဉ်ရေးရတဲ့စင်မှတ်တမ်းထဲမှာတဲ့ဘန်စင်ကဲ့သို့မဟုတ်ဘူးဘန်စင်ဆိုဝင်ွေထွက်ငွေဘလောက်ကြံ့နေဆိုတာကျွန်တော်တို့ရှိတယ်เนาะဒါပေမဲ့တဲ့ကျွန်တော်တို့ရဲ့တဲ့เนาะဝိညာဉ်ရေးရစည်ရင်မှာကတော့ကျွေးမီဟူသောအကွက်တစ်ကွက်တာရှိတယ် အကျွေးပဲရှိတယ်အကျွေးပဲရှိတယ်အဲ့ဒီအကျွေးရပါလေဩတပတ်ထဲမှာကိုချောနေချောနေတာကိုတမ်းပြောပြီးဒါကြောင့်ကျွန်တော်တို့ရဲ့ဩတပတ်မထုံထိုင်းဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကဩတပမထုံထိုင်းဖို့ရအတွက်တခင်ထံပဲကျွန်တော်တို့လာရတာဝိညာဉ်တော်ရဲ့ဖွင့်ပြပေးခြင်း အလင်းခံရတဲ့အခါမှာသခင်ယေရှုကျွန်ုပ်မားပါတယ်ရိုးရိုးလေ ကျွန်တော်တို့ဝင်ချတောင်းပန်ဖို့အတွက်ပဲကျွန်တော်တို့ဝင်ချတောင်းပန်တဲ့ခါသခင်ပြပြောပြီးပြီကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လင်ငါတို့အပြစ်များကိုလွတ်၍ do right ရှိသည်များနဲ့ကင်းစင်စေခြင်းကဖယားသခင်ဒီတစ္ဆာတရားနဲ့၎င်းဖြုံးမခြင်းတရားနဲ့၎င်းပြည့်စုံတယ်အာမင်တချို့ဒီနေ့ကျွန်တော်တို့ရဲ့တရမငါကတော့သူ့လောက်မဆိုးပါဘူးဟိုတယောက်ကပိုဆိုးတယ်အဲ့ဒီ reason ပေးတတ်တဲ့အကျိုးကြောင့် နော်ခုနလေကျွန်တော်တို့ရှိမှဥဆောင်စီစင်းတဲ့သူပြောပြီးဟာငါတဏီကောင်အလုတ်ပင်ပန်းတယ်မောတယ်ဟာငါမိသားစုအရေးကြီးရအောင်မဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အကျိုးကြောင့်ဆင်ချင်ပေးနေတော့ကျွန်တော်တို့ရဲ့အသက်တာမှာရှိနေတော့ဆိုရင်ဖယားတခင်ခေါ်တာတောင်မှဒီနေ့သူအဲ့ဒီအကြောင်းနဲ့ပတ်သက်မဆီမကလေးတွေရှိတယ်ဇနီးတွေရှိတယ်ပိုဆိုးတာပါလေ က်80ရှိအမေလည်းရှိသေးတယ်ကိုတော်ကြီးပြီးတဲ့အခါမှခေါ်အဲ့ဒီခါမှကျွန်တော်ထူပြစီအဲအဲ့လိုအဲ့လိုအဲ့လိုကြိုးចောင်းစင်ချင်းတွေကအများကြီးပဲအများကြီးပဲအေးအဲ့ဒီဒီမှာကြည့်အဲ့ဒါလေးလေအဲ့ဒီကဲတော့ကျွန်တော်တို့ဘာလို့တတ်တယ်လဲဆိုတဲ့အခါကျတော့သခင်ကိုတဲ့အသိဉာဏ်နဲ့ကျွန်တော်တို့ဘာလို့တတ်တယ်လဲဆိုရင်ဒီထဲမှာเนาะ စသည်ဖြင့်တင့်ရဲ့အတိညာဏအကြောင်းပြချက်များစွာရှိနေခြင်းမှာအခြားမိတိယာများမဟုတ်ဘဲစိတ်ရဲ့အတိညာဏညင်းခုန်ခြင်းများနဲ့တတိခြင်းများနဲ့ရှိနေတော့ကြောင့်ဒီကြောင့်ဒီနေ့ဩတပစိတ်လို့ပြောလာတဲ့အခါမှာဩတပမှာကျွန်တော်တို့အတိညာဏကိုအသုံးပြုဖို့မဟုတ်ဩတပကဝိညာဉ်ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကဖွင့်ပြတဲ့အခါမှာထက်မြက်သောဩတပကကိုယ့်ရဲ့အာနေချက်ကိုဖွင့်ပြရင်ကိုလက်ခံဖို့အတွက် ုံနောက်နဲ့ပီတိသွားမရိုက်နဲ့ငါသူ့လောက်မဆိုးပါဘူးအဲသွားမလုံနဲ့မရဘူးအတိညာရဲ့ကျွန်တော်တို့လုတ်တဲ့အရာကန္တာရှိပါတယ်ဒါပေမဲ့အော်တပါကကျွန်တော်တို့ကိုဖွင့်ပြရင်အတိညာကနေပီတိသွားမရိုက်ရဒါကြောင့်မို့ဒီထဲမှာဗာပြောလေအတိညာနဲ့အကြောင်းပြချက်များစွာရှိနေခြင်းမှာအခြားမြတိအရာမှမဟုတ်တဲ့စိတ်ရဲ့အတိညာနဲ့ညင်းခုံတဲ့ဟာငါပင်ပန်းတာဗော ဟာငါမိသားစုရေးလုံနေရတယ်လေကြည်နေရတယ်ပြောမနေနဲ့အမေအိုကြီးတောင်ရှိသေးတာအာအဲ့လိုတဲ့ကျွန်တော်တို့ကညှင်းခုပြီးမှတတ်တိချင်းကိုယ့်ရဲ့အသိဉာဏ်နဲ့ကျွန်တော်တို့ကသခင်ကိုဘာလုပ်လဲ reason ပေးတယ်အကျိုးကြောင့်ပေးကြတယ်တင့်ဒီအလွန်ပြင်ယုတ်တိရှိနေခြင်းအကြောင်းပြချက်အလွန်ကောင်းတယ်တဲ့ကျွန်တော်တို့ရဲ့အကြောင်းပြချက်တွေအရင်ကောင်းပါတယ် မိုးရွာတယ်မသိဘူးလားအမဲလာသေးတယ်နော်မိုးရွာတာမသိတာတလောကလုံးမသိတယ်လို့ပဲစင်ကာပူမှာသူ့နေရာလောက်ပဲကွက်ရွာတယ်ထင်နေတာသူ့အိမ်လောက်ပဲကွက်ရတယ်ထင်နေတာစင်ကာပူမှာရွာပြီဆိုရင်အကုန်ရွာတာပဲလေတက်ကိုဘက်ကနေပြင်ဆင်ဖို့အတွက်ပဲဟာကိုအိမ်မှာပဲကွက်ရမှာဂျန်နေနေရာမှာမရွာဘူးလို့ဘယ်ဟုတ်ပါမလဲ အဲအဲ့ဒါပါလေလို့ပြောတဲ့အခါမှာသင်ဒီအလွန်ပြီးရုပ်တိရှိတယ်တဲ့အကြောင်းပြချက်လဲအရန်ကောင်းပါတယ်ခိုင်လွန်ပါတယ်တဲ့အလွန်ပြီးမကန်ချင်းရှိတော်လဲတဲ့သင်ရဲ့ဝိညာဉ်၌တခင်ဖျားဒီနဲ့နဲစွာဖြစ်ခေါ်ရရှိနေတယ်ဒါပေမဲ့ဘယ်မှာခေါ်နေတဲ့တယ်လဲဝိညာဉ်ကနေခေါ်နေအုံတော့မဟုတ်ဘူးနော်အဲ့ဒါသိဖို့လိုတယ်အတိညာမဟုတ်ဘူးနော်အတိညာမှာကရေးလဲခိုင်လွန်တဲ့အကြောင်းနဲ့ကျွန်တော်တို့ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေဒါပေမဲ့ ဝိညာဉ်ကနေတုံညင်းစွာကျွန်တော်တို့ဆွဲခေါ်နေငတ်တာငတ်တာငတ်တာမင်းကိုလိုချင်တယ်မင်းကိုရချင်လို့မင်းကိုဆွဲခေါ်နေတာနည်းနည်းစွာဆွဲခေါ်နေတာအဲ့ဒီအော်တပါကနေမင်းပြင်လိုက်လို့ပြောရင်ကိုပြင်ဖို့အတွက်ပဲသွားပြီးမှကျွန်တော်တို့အကျိုးကြောင်းစင်ချင်ပြီးဖို့မို့အဲ့ဒါဆိုရင်ကျွန်တော်တို့အော်တပါကထုံထိုင်းသွားတယ်ဒီနေ့ချက်တော်မီတာစု ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာထိုကဲတို့ဖြစ်လာတဲ့အခါမှာအော်တပရဲ့ကျွန်တော်တို့ကို ပြောလာတဲ့အခါမှာကျွန်တော်တို့ရဲ့နှလုံးသားကိုမလုပ်ဖို့အတွက်လေကျွန်တော်တို့အဲ့ဒီအရာကိုဆက်ဆံဖြည့်ရှင်းဖို့အတွက်ပဲခုနကျွန်တော်လည်းနည်းနည်းပြောလိုက်ပြီအဲ့ဒီလိုမျိုးအော်တပကပြောလာတဲ့ခါမှာဝင်ချတောင်းပန်ကာတဲ့ဖရာသခင်ရဲ့အဖွေးတော်ဖြစ်ဖက်ဖြန်းခြင်းနဲ့စိတ်ကြောစင်ကြယ်ပေးခြင်းကို ဩတပစိတ်ကခံယူရမယ်တဲ့အဲ့ဒီလိုခံယူမှမှန်ကန်မှုရှိလာအာမင်အဲ့ဒီလိုခံယူတဲ့အခါမှာကျွန်တော်တို့ရဲ့ဩတပကထက်တန်လာတယ်ထိုင်ရပြောလာတဲ့အခါမှာအလွယ်တကူကျွန်တော်တို့ကလက်ခံလာလဲတဘောတူလာတယ်ချက်ချင်းပဲတုံ့ပြန်တက်လာတယ်အဲ့ဒါပါလေထက်တန်သောဩတပစိတ်ဖြစ်လာတယ်အာမင်ဒါကြောင့်ဒီနေ့အဆုံးတက်လေးထဲမှာ ဒီလေးထဲမှာနည်းနည်းလေးပြောခြင်းပါဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဖြူစင်တဲ့ဩတပစိတ်ဟာကောင်းသောဩတပစိတ်ဖြစ်ပါတယ်ကောင်းသောဩတပစိတ်ဒီတန့်ရှင်းခြင်းနဲ့စင်ကြယ်ခြင်းရှိသောဩတပစိတ်ဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတားမှာဖခင်ကကျွန်တော်တို့ရဲ့အပြစ်ဒုစရိုက်အာနေချက်ကျွန်တော်တို့ရဲ့မစုံလင်ခြင်းကိုဖွင့်ပြတဲ့အခါမှာ ကျွန်တော်ကဝင်ချတောင်းပန်ဖို့လိုတယ်ငါတာမင်းသူတို့ဘာတွေကိုနာကြီးထားတာမကောင်းဘူးနော်ခွင်လွတ်လိုက်ဆိုခွင်လွတ်လိုက်ကိုရောကိုတောင်းပန်ပြီးပြီလေမလုံးနဲ့သူတို့ဘာတွေကိုထိခိုက်ထားတယ်ဆိုရင်အဲ့ဒီသူကိုသွားပြီးမှတောင်ကျွန်တော်တို့ကခွင်လွတ်ခြင်းယူရမှာအာမင်ကျွန်တော်ရဲ့အတ္တတရမှာငါတမင်းအချိန်နဲ့ပတ်သက်လာရင်စီးကိုမရှိဘူး အဲ့ဒါပြောရင်ကျွန်တော်အချိန်နဲ့ပတ်သက်လိုက်စီကံထားရတော့မယ်အေးအဲ့ဒီကတော့ကျွန်တော်တို့တခင်ဖရားရဲ့အော်တပထဲမှာကျွန်တော်တို့ကို ဖွင့်ပြတဲ့အရာကိုကျွန်တော်တို့ကတဲ့ဒီထိတ်ထဲမှာလည်းပြောတယ်နော်အော်တပစိတ်နဲ့အပြစ်တင်ခြင်းရှိတော့ခါမတန့်ရှင်းခြင်းနဲ့ထွင်းပေါက်၍မမြင်နိုင်ခြင်းဖြစ်စေ၍၎င်းမှာဖျားတခင်နဲ့ကျွန်တော်တို့ရဲ့မိတ္တာဖွဲ့ခြင်းကိုအစီတာဖြစ်စေ အဲ့ဒီအထဲမှာအစီတာဖြစ်စေတဲ့အရာကိုကျွန်တော်တို့ကိုဖျားဖွင့်ပြတဲ့အခါမှာကျွန်တော်တို့ကရိုးရိုးလေးဝင်ချတောင်းမှဖို့အဲ့ဒီဝင်ချတောင်းမှနဲ့ကဘာဖြစ်လဲဖြူစင်တော့အော်တပါစိတ်ကောင်းတော့အော်တပါစိတ်ဖြစ်လာစင်ကြဲတဲ့အော်တပါစိတ်တန့်ရှင်းတဲ့အော်တပါစိတ်ထက်တန်တဲ့အော်တပါစိတ်ဖြစ်လာတယ်၎င်းမှာအရေးမရှိဘူးတဲ့မှန်ကန်၍ထိုးပေါက်ရှုမြင်နိုင်တော့အော်တပါစိတ်ဖြစ်လာတယ်အာမင်ဒါကြောင့်ဒီနေ့တခင်ဖျားက အဲ့ဒီကဲ့သို့အလွန်ကောင်းမွန်လာတော့အခြေအနေ၌ရှိတော်အော်တပါစိတ်ဒီကျွန်ုပ်တို့ကိုတခင်ဖရာရဲ့မျက်မှောက်တော်အထဲသို့ခေါ်ဆောင်ပေးနေတယ်အာမင်ဒီနေ့ကျွန်တော်တို့ရဲ့တရမအကြီးကျယ်အာမင်ထူဖို့လိုအပ်တယ်အဲ့ဒီကဲ့သို့တခင်ဖရာကကျွန်တော်တို့အော်တပါစိတ်မှာခေါ်ဆောင်တဲ့အခါမှာဖွင့်ပြတဲ့အခါမှာပြတင်ခြင်းဟာမင်းပြောင်းလဲဖို့လိုအပ်တယ်လို့ပြောတဲ့အခါမှာအာမင်ထူပြီးမှဒီနေ့တခင်ရဲ့ရှိတော်မှောက်မှာ တခိရဲ့မျက်မှောက်တော်ထဲမှာခေါ်ဆောင်ခြင်းကိုကျွန်တော်တို့ကဝန်ခံဖို့အတွက်ဖြစ်ပါတယ်အာမင်ထိုခါတဲ့ကိုတော်နဲ့ကျွန်တော်တို့အကြာ၌မိတို့တော်အစီတာမရှိတော့ဘူးအเจ้าမှာအော်တဘစိတ်ကြီးတန့်ရှင်းခြင်းနဲ့စင်ကြယ်ခြင်းရှိလာတယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အော်တဘစိတ်ထဲမှာထုံထိုင်းတဲ့အော်တဘစိတ်လားကိုကိုကိုမေးဖို့လိုအပ်တယ်ထက်တန်တဲ့အော်တဘစိတ်လားဆိုတာကိုမိကိုမေးရင်းနဲ့ဒီနေ့ ခင်ဖျားကျွေးမွေးတဲ့နှုတ်ကပတ်တော်ကိုစီစဉ်ခြင်းဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဖျားခင်ကောင်းကြီးရှိပါစေအာမင်